မိတ်ဆွေတို့စဉ်းစားကြည့်ပါကိုအရန်လိုချင်ခဲ့တဲ့လွတ်လပ်ရေးကမျှော်လင့်ချက်တွေစာပျက်စီးခြင်းတွေပဲယူဆောင်လာခဲ့ရင်ဘယ်လိုလုပ်မလဲအောင်ပွဲလို့ထင်ခဲ့တာကကြာဆုံးရဲ့အစဖြစ်နေတဲ့အခါမျိုးပေါ့ဒီအကြောင်းကစိတ်ဝင်စားစရာကောင်းပါလေဒီနေ့မှာတော့စာရေးဆရာအာမာဒူကူရိုမာရဲ့ Let Solius Test Independent ဆိုတဲ့စာအုပ်အကြောင်းပြောပြသွားမှာပါဒီစာအုပ်ဟာကိုလိုနီခေတ်လွန်အနောက်အာဖရိကရဲ့ခါးသီးတဲ့အမှန်တရားတွေကိုဖော်ပြထားတာပါလွတ်လပ်ရေးရဲ့ကတိစကားတွေပြတ်တုံးသွားပြီ ျော်လင့်ချက်တွေပျောက်ဆုံးသွားတဲ့ကဘာတစ်ခုအကြောင်းကိုပြောပြထားပါတယ်။မာလင်ကီမျိုးနွယ်စုရဲ့ဇာပနဇလန်းကမြို့တော်မှာမာလင်ကီမျိုးနွယ်စုဝင်အကြီးအကဲတယောက်တည်ဆုံးလာနဲ့စတင်ပါတယ်။သူတို့ရဲ့ယုံကြည်မှုအရလူသေးရဲ့အရေးဟာမွေးရမြေကို အရင်ပြန်ပြီးတရင်ပို့တယ်လို့ဆိုပါတယ်။ဇာပနပွဲတွေဟာလူမှုရေးစီးပွားရေးပွဲလမ်းသဘင်ကြီးတွေဖြစ်လာပါတယ်။ဒီဇာပနတွေကိုလွတ်လပ်ရေးကြောင့်ဆင်းရဲသွားတဲ့မိသားစုတွေနဲ့ အခမ်းအနားတွေမှာအမျက်ထုတ်တတ်တဲ့လင်းလာလူလူတွေလာကြပါတယ်။အဲ့ဒီလူတွေထဲမှာဒီဇလန်ရဲ့အတ္တိကဆက်ကောင်ဖြစ်တဲ့ဖာမာဒွန်ဘူယာလည်းပါပါတယ်။သူဟာမင်းမျိုးမင်းတွေကဆင်းသက်လာတဲ့နောက်ဆုံးမျိုးဆက်တစ်ယောက်ပါ။ဖာမာဟာသူ့ရဲ့ဆင်းရဲမွတ်တေမှုနဲ့ကြဆင်းသွားတဲ့ဂုံတိတ်ခါကြောင့်အရှက်ရနေပါတယ်။ဒီဇာပနာတွေကခေါင်းဆောင်ဟောင်းတွေရဲ့ပြိုလဲခြင်းတံမိုးထားမှုတွေပြတ်တုံးခြင်းနဲ့ခစ်တဲ့ရဲ့ဒဏ်ကိုဖော်ပြနေပါတယ်။ပဝင်းကျင်တစ်ခုလုံးဟာနေအောင် ဒေါသလွန်ဆွမှုတွေနဲ့ပြည့်နေနေပါတယ်။ပြူလဲသွားတဲ့မင်းသားဖာမာတချိန်ကကြွယ်ဝချမ်းသာပြီးလေးစားခံခဲ့ရတဲ့ဖာမာဟာအခုတော့သူတောင်းစားတယောက်လိုဖြစ်နေပါပြီ။သူဟာသူ့ရဲ့ဇာတိဟိုရိုဒူဂူမြို့ကရွှေရောင်တိတ်ကိုလွန်ဆွတန်းတရင်မြို့ထဲမှာရှောက်သွားနေပါတယ်။လွတ်လပ်ရေးဟာသူ့ရဲ့စီးပွားရေးနဲ့ဂုံတိတ်ခါကိုဖျက်ဆီးခဲ့လို့ဒေါသထွက်နေပါတယ်။သူ့ရဲ့အမွေနှစ်တွေကို လှည့်စားတတ်တဲ့ဝမ်ကွဲတစ်ယောက်ကလူယူသွားတာကိုပြန်တရေရမိပါတယ်။ကိုလိုနီခေတ်ကုံဆုံးချိန်မှာသူ့ရဲ့ကုန်သွယ်ရေးလုပ်ငန်းတွေဆုံးရှုံးခဲ့ရပါတယ်။တပါတီစနစ်ကြောင့်နိုင်ငံရေးအာဏာကနေလည်းဖယ်ထုတ်ခံခဲ့ရပါတယ်။ဖာမာဟာဂုံချမ်းသာမှုနဲ့ယောက်ျားပိသားမှုတို့အတိမတ်မပြူလို့တဲ့ကဘာတစ်နဲ့အမဝင်နိုင်နဲ့ပြူလဲသွားတဲ့ခေါင်းဆောင်တစ်ယောက်ကိုကိုးစားပြုပါတယ်။ဆာလီမာတာရဲ့ဒဏ်ရာများနဲ့မိခင်ဖြစ်ခွင့် ဖာမာရဲ့ဇနီးဖြစ်သူဆာလီမာတာဟာကလေးမရနိုင်တဲ့ဝေဒနာကိုခံစားနေရသူပါ။သူဟာကလေးရဖို့အတွက်ညာတိုင်းဆူတောင်းရေပူစောတာတွေလုပ်ပါတယ်။သူ့ခန္ဓာကိုယ်မှာမိန်းကလေးဘဝကအေးဖြားလေးဖြက်ခံရခြင်းနဲ့မရင်းကျင့်ခံရခြင်းဆိုတဲ့ထိခိုက်ပြင်းထန်တဲ့ဒဏ်ရာတွေရှိနေပါတယ်။ကလေးမမွေးနိုင်တာကိုလူမှုရေးရရောပုပ်ကိုရေးအရာပါစိတ်စားတင်ခြင်းအရှက်ရခြင်းလို့သတ်မှတ်ခံရပါတယ်။ဆာလီမာတာဟာကျင်နာတတ်ပြီး ခံနိုင်ရှိပေမဲ့မဖြစ်နိုင်တဲ့မိခင်ဘဝအတွက်နာကျင်မှုကိုလည်းခံစားနေရပါတယ်။သူဟာအမျိုးသမီးတစ်ယောက်ရဲ့တံမိုးကိုကလေးမွေးဖွားနိုင်စွမ်းနဲ့တိုင်းတာတဲ့လူဖွဲ့စည်းမှရှင်သန်နေရသူပါ။သူ့ရဲ့အတိတ်မှာအရေးဖြားလိဖြစ်ခြင်းကိုခံခဲ့ရပြီးဒါဟာသူ့အတွက်မင်းမရနိုင်တဲ့တံရဖြစ်ခဲ့ပါတယ်။နောက်ပိုင်းမှာရွာကနတ်ဆရာဒါမှမဟုတ်နတ်မိတ်ဆာတကောင်ရဲ့လက်ချက်လို့တတ်မှတ်ခံရတဲ့မရင်းကျင်းမှုကိုခံခဲ့ရပါတယ်။အတင်းအထမလက်ထပ်ပေးဆက်ခံရပြီးအကျေချုပ်ခံရပြီးနောက်မှာတော့သူချစ်တဲ့ဖမာနဲ့ ပေါင်းဖတ်ဖို့တောင်းနှကြည့်တဲ့ကိုဖြစ်ပြီးဖတ်ပြေးခဲ့ပါတယ်အချစ်အိမ်အောင်ရေးနဲ့ပြူကျသွားသောအိမ်မက်များဖာမာနဲ့စာလီမာတာတို့ရဲ့အိမ်အောင်ရေးဟာယူသားတဲ့အချစ်ကနေမွေးဖွားလာပြီးမဲ့ကလေးမရနိုင်ခြင်းနဲ့စင်းရဲမွေးတေမှုရဲ့တံကိုခံခဲ့ရပါတယ်ကလေးမရလို့စိတ်ပြက်နေတဲ့ဖာမာဟာကလေးမွေးနိုင်တဲ့တခြားမျိုးသမီးတွေကိုရှာဖွေခဲ့ပြီးမဲ့အချိန်တိုင်းမအောင်မြင်ခဲ့ပါဘူးစာလီမာတာဟာသူ့ဘက်ကဘလောက်ပဲစူးစမ်းပေးဆက်ပါစေ အဲ့ဒီလက်ဟာမှုကိုဖြည့်ဆည်းပေးနိုင်ခြင်းမရှိခဲ့ပါဘူး။သူတို့ရဲ့အိမ်တော်ကြီးဟာဆင်းရဲမွဲတွေမှုမပြောဖြစ်တဲ့စကားလုံးတွေနဲ့ညီငွေးစရာကောင်းတဲ့ဘဝထဲမှာနစ်မြုပ်သွားပါတယ်။အချစ်ဟာအရှုပ်ပေးခြင်းမနာလိုဝင်တိုခြင်းနဲ့ခါသီးခြင်းအဖြစ်ပြောင်းလဲသွားပါတယ်။ဆာလီမာရာဟာကလေးတွေကိုအိမ်မက်မက်တယ်။စိတ်ကူးနဲ့ပုံဖော်တယ်။အိမ်မက်ထဲမှာချီပိုးတယ်။သူကိုယ်ဝန်ရှိပြီလို့ထင်လိုက်ပေမဲ့လက်တွေ့ဘဝကသူ့ကိုအမြဲတမ်းပြန်ဆွဲခေါ်သွားပါတယ်။မာရာဖို့လို့ခေါ်တဲ့ဘာသာရေးဆရာတွေ ဆုံးစရာတွေရစ်ပူဆုံးမှုတွေကဘာကိုမှပြောင်းလဲမပေးနိုင်ခဲ့ပါဘူးလွတ်လပ်ရေးရဲ့လက်စားတက်သော နေမင်းများလွတ်လပ်ရေးရခြင်းဟာအစပိုင်းမှာမျှော်လင့်ချက်တွေယူဆောင်လာခဲ့ပေမဲ့နောက်ပိုင်းမှာတော့ပယံပရာဖြစ်ခြင်းပျက်စီးခြင်းနဲ့တစ္ဆာဖောက်ခြင်းတွေရဲ့ရင်းမြစ်ဖြစ်လာပါတယ်ရှေးကောင်းဆောင်ဟောင်းတွေဟာအာဏာလက်လွတ်ခဲ့ရပြီးကုန်တယ်တွေလည်းဒေဝါလီခံခဲ့ရပါတယ် တပါတီစနစ်အကျင့်ပြတ်ချစားမှုနဲ့နိုင်ငံရေးအကြံဖတ်မှုတွေကကိုလိုနီခေတ်ကအုပ်ချုပ်ရေးကိုအစားထိုးခဲ့ပေမဲ့တရားမျှတမှုနဲ့တာယာဝပြောမှုကိုမယူဆောင်လာခဲ့ပါဘူး။ဖာမာဟာတခြားသူတွေလိုပဲအာနာနဲ့ချမ်းသာကြွယ်ဝမှုခွဲဝေခြင်းကနေဖယ်ထုတ်ခံခဲ့ရပါတယ်။လွတ်လပ်ရေးဆိုတာနှလုံးသားနဲ့မြေကြီးကို၆တွေ့စေတဲ့လှည့်စားတတ်ပြီးအကျိုးမရှိတဲ့နေမင်းကြီးတစ်ခုလိုပါပဲ။တိုဂိုပါလာတို့ပြန်ခီးနဲ့အာနာလုံဆွဲပွဲ ဖာမာရဲ့ဝန်ကွဲလာစီနာတည်ဆုံးပြီးနောက်မှာတော့ဖာမာဟာသူ့ရဲ့ဇာတိရွာတူကိုပါလာကိုဇာပနာအတွက်ပြန်လာခဲ့ရပါတယ်။သူဟာမျိုးရိုးရဲ့ကောင်းဆောင်နေရာကိုပြန်ယူဖို့စဉ်းစားခဲ့ပေမဲ့အဲ့ဒီအာနာဟာတပါတီစနစ်ကြောင့်အနှစ်သာရမရှိတော့တဲ့ဟန်ပြတစ်ခုသာဖြစ်နေပါပြီ။ရွာမှာချမျိုးနယ်ကဆင်းသက်လာပြီးပါတီကော်မတီရဲ့ဥက္ကဋ္ဌဖြစ်နေတဲ့ဘာဘူးကဖာမာကိုတန်လျာမျက်လုံးနဲ့ကြည့်ပါတယ်။ရိုးရာဒလေးကိုထောက်ခံသူတွေနဲ့ခစ်တဲ့နိုင်ငံရေးကိုထောက်ခံသူတွေကြားမှာ အစည်းအဝေးကြီးတစ်ခုကျင်းပခဲ့ပါတယ်။နောက်ဆုံးမှာတော့အပေးအယူတစ်ခုရခဲ့ပါတယ်။ဖာမာကရိုးရခေါင်းဆောင်ဖြစ်ပြီးဘာဘူးကတရားဝင်ဥက္ကဋ္ဌဖြစ်လာပါတယ်။ဒါဟာခေါင်းဆောင်ဟောင်းတွေရဲ့အင်အားကြီးနေမှုနဲ့ခေါင်းဆောင်တစ်တွေရဲ့စိတ်ဓာတ်နှစ်ခွရှိမှုကိုဖော်ပြနေတဲ့ဟန်ပြပြန်လည်တင့်မြတ်ရေးတစ်ခုပါပဲ။အမွေဆက်ခံခြင်းပဋိပက္ခနှင့်ကျင်းစာတင့်သောဏီကုံဝမ်ကွဲတည်ဆုံးပြီးနောက်ဖမဟာလှပပြီးကလေးမွေးနိုင်တဲ့မူဆိုးမငယ်မာရီယန်ကိုအမွေဆက်ခံခဲ့ပါတယ် ဒါကဆာလီမာရာနဲ့သူ့ကြားမှာပြင်းထန်တဲ့ပြိုင်ဆိုင်မှုတွေဖြစ်စေခဲ့ပြီးအိမ်ထဲမှာမနာလိုမှုတွေအကြမ်းဖက်မှုတွေနဲ့ပြင်းထန်လာပါတယ်။မာရီယန်ဟာဖောက်ပြန်တယ်လို့ဆွဆွဲခံရပါတယ်။နက်ဆီယာဘလာရဲ့တတိပိချက်တွေကိုလစ်လူရှုပြီးဖာမာဟာမာရီယန်နဲ့အတူမြို့တော်ကို ပြန်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ခီးလန်းဟာကန်ဆိုးခြင်းရဲ့နမိတ်တွေမလုံလောက်တဲ့ရပူစုံမှုတွေနဲ့ပြင်းထန်နေပါတယ်။ဒါဟာသူ့ရဲ့ကြာဆုံးခြင်းစီကိုဥတည်နေတဲ့ခီးတစ်ခုပါပဲ မြို့တော်ကိုပြန်ရောက်တဲ့အခါဖမဟာပူပေါင်းကြံစည်မှုနဲ့ဆွဆွဲခံရပြီးဖမ်းဆီးနှိပ်စက်ခံရကအကျဉ်းစခန်းမှာအကျဉ်းချခံရပါတယ်။သူ့ရဲ့အကျဉ်းချခြင်းဟာလွတ်လပ်ရေးရဲ့ကြရှုံမှုနဲ့အာနာရဲ့ကြမ်းကြုတ်မှုကိုကိုစားပြုတဲ့တင်ကြေရတစ်ခုဖြစ်လာပါတယ်။လူငင်းချမ်းသာခွင့်နဲ့ပြန်လွတ်လာတဲ့အခါဖမဟာအာနာနဲ့ချမ်းသာမှုကံလန်းချက်တွေကိုညှင်းပယ်ခဲ့ပါတယ်။သူဟာဘိုးဘပိုင်မြေမှာတည်ဆုံမှုတိုကိုဘာလာကိုပြန်ဖို့ရွေးချယ်ခဲ့ပါတယ်။ဒါပေမဲ့နေဆက်ကပိတ်ထားလို့ဝင်လို့မရခဲ့ပါဘူး။နောက်ဆုံးစိန်ခေါ်မှုအနေနဲ့ ထာမဟာမြစ်ကိုဖျက်ကူးဖို့ကြိုးစားရင်းမြင့်မြတ်တဲ့မိเจ้าတကောင်ရဲ့တိုက်ခိုက်ခြင်းကိုခံရပြီးတေဆုံသွားခဲ့ပါတယ်။သူ့ရဲ့တေဆုံမှုနဲ့အတူဒွန်ဘူးယာမင်းမျိုးမင်းနွယ်ဟာလည်းအဆုံးသတ်သွားခဲ့ပါတယ်။လွတ်လပ်ရေးရဲ့နေမင်းများဟာညစ်နက်ကိုသာယူဆောင်လာခဲ့တဲ့ဆိုတဲ့အသည့်နဲ့ဇလန်းကအဆုံးသတ်သွားပါတယ်။ဒီစာအုပ်ကကိုလိုနီခေတ်လွန်စစ်ပြတ်မှုတွေအကြောင်းကိုအစွမ်းထက်စွာ ပုံဖော်ထားပါတယ်။လွတ်လပ်ရေးဟာဖိနှိပ်မှုတစ်ခုကိုနောက်တစ်ခုနဲ့ အစားထိုးခဲ့ပြီးဆင်းရဲမွဲတေမှုအကျင့်ပြက်ချစားမှုနဲ့အတိတ်ပဲမဲ့မှုတွေကိုမဖြေရှင်းနိုင်ခဲ့ဘူးဆိုတာကိုပြသထားပါတယ်။အမြင့်မရှိတဲ့ခိမိချင်းဟာအကျိုးမဲ့ခြင်းအကြမ်းဖက်ခြင်းနဲ့ကိုယ်ပိုင်လက္ခဏာပျောက်ဆုံးခြင်းကိုသာဖြစ်စေတယ်ဆိုတာအခါသီးတဲ့သင်ခန်းစာတွေပေးပါတယ်။ဒါပေမဲ့ဒီစာအုပ်ကအမှတ်မိုက်ဆုံးအချိန်မြေမှာတော့ရှင်းတန်းနိုင်စွာမှတ်ဉာဏ်နဲ့ခုခံတွန်းလှန်ခြင်းတို့ကိုလည်းဂုံပြုထားပါတယ်။ တမိုင်းရဲ့အပြောင်းလဲတွေနောက်ကရှုပ်ထွေးတဲ့အဖြစ်မှန်တွေကိုနက်နက်နဲနဲနားလည်ဖို့ Let's Solve This Independence ကိုဖက်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်